ားလုံးပဲမြန်လာပါခင်ဗျာဝင်းဖုံ channel ကနေအားလုံးကိုကျေးဇူးပါတယ်ကျွန်တော်ဒီဗီဒီယိုလေးမှာတော့ Premier League ပွဲစဉ်30ကစားပြီးတဲ့နောက်လက်ရှိအသင်းကြီးတွေအခြေအနေနဲ့ပတ်သက်ပြီးတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဦးဆုံး Mikel Arteta ရဲ့ Arsenal အသင်းကနေစပြီးဆွေးနွေးကြအောင်လက်ရှိချိန်မှာ Arsenal အနေနဲ့ဇယားထိတ်မှဥဆောင်နေပြီးတော့ Premier League ပွဲစဉ်30ကစားပြီးတဲ့ချိန်မှာ10ပွဲနိုင်တပွဲတည်းတပွဲရှုံးနဲ့ရာမ25မှတ်နဲ့အဆင့်တနေရာကိုဥဆောင်နေတယ် နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်မှာဆိုလဲဘန်လီသင်းကိုနှစ်ခုခုရှိတော့ရလိုက်တဲ့အနိုင်ရရှိခဲ့တယ်ဒီပွဲစဉ်မှာဆိုရင်ဆက်ပီကနေတွင်းကိုတကူဒီအိုဗန်ပလီကနေတကူတွင်းယူပေးခဲ့တယ်နောက်ပြီးပို့ပြီးတော့ impressive ဖြစ်ဖို့ကောင်းတာကလက်ရှိမီခီအာတီတာရဲ့အာဆင်နယ်သင်းကဒီပရီးမီးယားလိပွဲစဉ်30ကစားပြီးတဲ့ချိန်မှာကလင်းရှစ်က9ပွဲထိရပြီးတော့ပေးခိုးက3ခိုးပဲရှိတာတယ်ဒါဒီပရီးမီးယားလက်ရှိပရီးမီးယားလိအသင်းကြီးတွေထဲမှာဒီအကောင်းဆုံးမှတ်တမ်းလို့ပြောလို့ရတယ်နောက်ပြီးဒီနံပါတ်ကြီးပန်းတွေတော်တော်များများ ဒီမီဒီယာတွေတော်တော်များများခုနောက်ပိုင်းအာဆင်နယ်ကိုဟိုချီးကျူးလာတာကိုတွေ့ရတယ်အပတ်စဉ်တိုင်းဟိုသူတို့အာဆင်နယ်ဒီဘလောက်ကောင်းတာသတ်သဖြင့်ချီးကျူးလာတာကိုတွေ့ရတယ်ကျွန်တော်တော့ဟိုဒီချီးကျူးမှုတွေကိုတာယာနေမဲ့စာကိုတင်းရဲ့လက်ရှိအခြေအနေတွေကိုပဲဟို focus ထားသိချင်တယ်ဒီဒါတွေဆိုတာအပေါ်ယံနေဗျာဟိုဒါတွေဆိုတာကိုတင်းရဲ့ရလက်တွေကိုတမျိုးတစ်ပုံပြောင်းလဲသွားနေတာမဟုတ်ဘူးကျွန်တော်ကတော့လက်ရှိချိန်မှာဒီပေါ်တာယာနေမဲ့စာကိုတင်းရဲ့အခြေအနေတွေကိုပဲကစားသမားတွေနဲ့ focus ထားပြီးတော့ ကြိုးစားနေခြင်းနဲ့ဒါမှလည်းလည်းရာသီကုန်မှာကျွန်တော်တို့အတွက်အောင်မြင်မှုတစ်ခုခုကရရှိလိမ့်မယ်လို့ကျွန်တော်ကတော့ထင်တယ်။နောက်တစ်သင်းကတော့ Pep Guardiola ရဲ့ Manchester City တင်းပေါ့ Manchester City တင်းကတော့လက်ရှိချိန်မှာရမှတ်16မှတ်နဲ့ Premier League ရဲ့အဆင့်နှစ်နေရာမှာရပ်တည်နေတယ်။နောက်ဆုံးကစားခဲ့တဲ့ Premier League ပွဲစဉ်မှာဆိုရင်လည်းအိမ်ခွင်းမှာဘုံမောက်တင်းကို3ဂိုးတကူဆိုတော့ရလာနိုင်ရရှိခဲ့တယ်။ဒီပွဲစဉ်မှာဆိုရင်လည်းသူတို့ရဲ့ goal twin set တိုက်စစ်မှုဖြစ်တဲ့ Arlen Haaland က twin goal နှစ်ဂိုးရယူပေးခဲ့တယ်။ဟို Arlen Haaland ဆိုရင်ဒီလက်ရှိ Premier League twin goal ရတဲ့က 3ခုအထိရှိလာတယ်ဒါဘာပဲပြောပြောဒုတိယနေရာကဒီဂိုးသွင်းတဲ့တိုက်စစ်မှုတွေကို9ခုတိတိဖြတ်ထားနိုင်ခဲ့တယ်ဒါကြောင့်ကျွန်တော်အမြင်ပြောရရင်ဒီနေရာဒီပရီးမီးယားလိရွှေဖိနပ်စုကသူပဲရအောင်ပါပဲ twin ကို9ခုဖြတ်ထားတယ်ဆိုတော့ပမာဏကနည်းတဲ့ပမာဏမဟုတ်ဘူးဗျာကျန်တဲ့ကစားသမားတွေအတွက်လိုက်မီဖို့အတွက်ခဲရင်းတယ်နောက်ပြီးဟိုတခုပဲမန်ချက်စတာစီးတီးစိုးရင်ရမှာကမန်ချက်စတာစီးတီးတင်းဒီနေရာဒီ twin ကိုတော်တော်များများကအားလင်းဟာလန်ကပဲ twin ယူထားတယ်ဒါကြောင့် အားလင်းဟာလန်ကဒီမတော်တဆအင်ဂျူရီဖြစ်သွားခဲ့ရင်မန်ချက်စတာစီးတီးသင်းအနေနဲ့အနည်းငယ်တိုင်ပတ်နိုင်တယ်ဒါကြောင့်ဟိုဘက်ဂွာရီယိုလာအနေနဲ့အားလင်းဟာလန်ပေါ်တွင်းကိုတွေဒီမီကိုနီမက်စာတခြားဒီတောင်မန်ကစားသမားတွေစီရတဲ့တွင်းကိုတွေပုံမမြင်အောင်ဒီသူ့အနေနဲ့လှုပ်ဆောင်သင်းတယ်လို့တော့မြင်တယ်နောက်တစ်သင်းကတော့အာနီစတော့ရဲ့လီဗာပူးသင်းပါအာနီစတော့ရဲ့လီဗာပူးသင်းကတော့လက်ရှိချိန်မှာရမတ်ဆက်ရှိမှတ်ရပြီးတော့ပရီးမီးယားလိအဆင့်သုံးနေရာမှာရပ်တည်နေတယ်နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်မှာဆိုရင်လည်း ဒီ Aston Villa ကိုအိမ်ခွင်းမှာနှစ်ဂိုးကိုပြီးဆိုရရလဲအနိုင်ရရှိခဲ့တယ်ဒီဘွဲတွေမှာဆိုရင်သူတို့ရဲ့တောင်ပံကစားသမားဘိုဆာလည်းပြန်ပြီးကိုးပေါက်တွေးခဲ့တယ်နောက်ပြီးဒီဘွဲတွေမှာကျွန်တော်ဘာသွားတွေးရလဲဆိုတော့ Arnie Slot အနေနဲ့ဟိုခန်စစ်တိုင်းကိုအပြောင်းလဲတစ်ခုလုပ်ခဲ့တယ်အဲဘာလဲဆိုတော့ Milo Carges နဲ့ Andrew Robertson ကိုဟိုပြောင်းလဲပြီးသုံးခဲ့တယ်ဒါမှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ပြောရမယ်ကျွန်တော် Liverpool နဲ့ပတ်သက်တဲ့ဟိုဗီဒီယိုတစ်ပုဒ်ကျွန်တော်ဖန်ပြီးခဲ့တယ်အဲ့အဲ့ဗီဒီယိုထဲမှာဆိုလဲကျွန်တော်ကဟိုဒီခန်စစ်တန်းကိုအပြောင်းလဲလုပ်စီခြင်းနဲ့အထူးသဖြင့်ဒီ ကာကက်စ်နဲ့ဒီအန်ဒရူးရောဘတ်ဆန်အပြောင်းလဲလို့ဆိုကျွန်တော်ကျွန်တော်သုံးသက်ခဲ့တယ်ဒီဘွဲ့တမှာဆိုရင်လည်းဒီပြောင်းလဲမှုကိုကျွန်တော်တွေးခဲ့ရတယ်နောက်ပြီးဟိုဒီထက်ပိုပြီးတော့ဟိုလှုပ်စေချင်တာကျွန်တော်ကဟိုဖြစ်နိုင်ရင်ကိုနာတေးနဲ့ဒီဂျိုကိုမက်စ်ကိုပါပြန်ပြီးတော့အပြောင်းလဲလှုပ်စေချင်တယ်ဘာပဲပြောပြောကိုနာတေးဆိုရင်ဒီစာချုပ်တိကိစ္စနဲ့ဟိုလီဗာပူးမှာဒိုလောဒိုလောအခြေအနေတွေဖြစ်နေတယ်ခြေစွမ်းမိုင်းရလည်းဒီပေါ်မှာတက်ရောက်မှုတွေရှိတယ်လို့ကျွန်တော်ကတော့ထင်တယ်ဒါကြောင့်ဟိုဖြစ်နိုင်ရင်ကိုနာတေးနဲ့ဂျိုကိုမက်ကိုပါအနည်းငယ်ဟိုပြောင်းလဲမှုလှုပ်စေချင်တယ်လို့ကျွန်တော်ကမြင်တယ် နောက်ပြီးလီဗာပူးကဟိုတိုက်တယ်ရစ်မှာအချိန်မီးပြန်လာနိုင်တယ်เนาะသူတို့မှာအည်သွေးမြင့်နဲ့တိုက်စစ်ကစားသမားတွေရှိလဲကွင်းလယ်ပိုင်းကလည်းတကယ်ကိုတောင်တင်းနဲ့စကွတ်တက်ကိုပိုင်ဆိုင်ထားတယ်ကျွန်တော်ကတော့လီဗာပူးအတင်းဟိုတိုက်တယ်ရစ်ကနေသူတို့ထွက်မသွားသေးဘူးလို့တော့ကျွန်တော်ကတော့မြင်တယ်လက်ရှိချိန်မှာဒီလီဗာပူးလည်း ဟိုအကောင်းဆုံးပုံစံပြန်လဲရရမယ်လို့ကျွန်တော်ကတော့သုံးသပ်မိတယ်နောက်တစ်သင်းကတော့ Anzo Maresca ရဲ့ Chelsea team ပေါ့ Chelsea team ကတော့လက်ရှိချိန်မှာရမန်၁၈နံပါတ်ရပြီးတော့အဆင့်၆နေရာမှာရပ်တည်နေတယ်နောက်ဆုံးကစားခဲ့တဲ့ Premier League ပွဲစဉ်မှာဆိုရင် Tottenham Hotspur team ကိုတကူကူမိဆိုတော့ရလဲအနိုင်ရရှိခဲ့တယ်ဒီပွဲစဉ်ကဟိုအမှန်တိုင်းပြောရရင်ကျွန်တော် Tottenham Hotspur အနေနဲ့အိမ်ငွေ့မှာတရေလောက်တော့ရလိမ့်မယ်လို့တော့ခံမှန်းခဲ့တယ်တကယ်တမ်းကန်တဲ့ချိန်မှာ Chelsea နဲ့ Tottenham Hotspur ကြမှာခြေစွမ်းရင်တော်တော်ကွာတယ်ဗျအဲ့ဒီပွဲစဉ်မှာဆိုရင် Chelsea အနေနဲ့ Tottenham Hotspur team ကိုဒိုမိနိတ်လုပ်ပြီးတော့ကစားသွားခဲ့တယ် ဟိုရတဲ့ chance တွေဒါအတုံးချနိုင်ခဲ့မယ်ဆိုရင်နှစ်ဂိုးသုံးဂိုးပြတ်နိုင်မယ်အခြေအနေမျိုးအထိဖြစ်ခဲ့တယ်။ဟို Chelsea ရဲ့ DR ရဲ့ပြဿနာကဘာလဲဆိုတော့အိမ်ဝင်းပွဲစဉ်တွေမှာဟိုအမှတ်တွေမဆုံးရှုံးတင်ပဲနဲ့ဆုံးရှုံးတာပဲဗျ။အထူးသဖြင့်ဒီ Brighton နဲ့အိမ်ဝင်ပွဲစဉ်တို့နောက်ပြီးဒီ Sunderland နဲ့အိမ်ဝင်ပွဲစဉ်တို့ဒီပွဲစဉ်တွေဒါ Chelsea အနေနဲ့နိုင်ရခဲ့မယ်ဆိုရင်ဘာပဲပြောပြောအဲ့ပွဲစဉ်တွေကိုဒါ Chelsea အနေနဲ့နိုင်ရခဲ့မယ်ဆိုရင်လက်ရှိချိန်မှာရမှန်23မှတ်ရပြီးတော့အဆင့်နှစ်နေရာကိုရပ်တည်နိုင်မယ်တိုက်တဲ့ race တွေလည်းအခြေအနေကောင်းသွားနိုင်မယ်အနေထားမျိုး ဒါကြောင့် Chelsea နေနဲ့ဟိုနောက်လာမဲ့ပွဲစဉ်တွေမှာအခုလိုမျိုးအမှန်မဆုံးရှုံးသင့်တဲ့ပွဲတွေအမှန်မဆုံးရှုံးရအောင်ဂယူးတစ်ဆိုင်ကစားဖို့လိုအပ်ပါတယ်။နောက်တစ်သင်းကတော့နီးပြအမ်မိုရင်ရဲ့ Manchester United နဲ့တင်ပါ Manchester United ကတော့လက်ရှိချိန်မှာရာမန်18မှာရပြီးတော့အဆင့်၈နေရာမှာရပ်တည်နေတယ်။နောက်ဆုံးကစားခဲ့တဲ့ Premier League ပွဲစဉ်မှာဆိုရင် Nottingham Forest နဲ့ Defender ကိုစီတရေကြခဲ့တယ်။အဲ့ပွဲစဉ်မှာဆိုလည်း United အတွက်တိုးတွက်တဲ့အခြေအနေတွေရောတိုးတက်ဖို့လိုအပ်တဲ့ ခြေအနေတွေရောကျွန်တော်တို့များသာတွေ့ကြရတယ်။တိုက်စစ်ပိုင်းကတော့ United ကထွေထူးပြောပြရမလို့သူတို့ရဲ့တိုက်စစ်ပိုင်းမှာဆိုရင်တကယ်ကိုအည်သွေးမြင့်တဲ့ကစားသမားတွေပိုင်ဆိုင်ထားတယ်။သူတို့အချိန်မြွေးကိုရနိုင်တဲ့အခြေအနေမျိုးတွေဖန်တီးနိုင်တဲ့ဒီ United ရဲ့အတွက်အားနည်းချက်ကတော့နောက်တက်ခန်းစစ်တမ်းပဲဗျ။ခန်းစစ်တမ်းကတော့ United အနေနဲ့ဒီထက်ပိုပြီးတော့တိုးတက်ကောင်းမှုပဲဆိုရင်သူတို့လည်းဘာပဲပြောပြောရာသီကုန်မှာဒီတော်ဖိုးပဲဖြစ်ဖြစ်ဒီချန်ပီယံစုကိုအနီးကပ်ဆုံးဖိအားပေးနိုင်တဲ့အခြေအနေမျိုးတွေ ဖန်တီးနိုင်မယ်လို့ကျွန်တော်ကတော့သုံးသပ်မိတယ်။ဒါကြောင့်အချင်းကျုပ်သုံးသပ်ရမယ်ဆိုရင်တော့ဒီလက်ရှိချိန်မှာအာဆင်နယ်တို့မန်ချက်စတာစီးတီးတို့လီဗာပူးတို့ကတိုက်တဲ့ race မှာရည်ပန်းစားနေရတော့အမှန်ပဲ။ဒါပေမဲ့ Chelsea နဲ့ Manchester United ကိုလည်းထိမတွက်လို့မရဘူး။ဘာလို့လဲဆိုတော့သူတို့မှာတကယ်ကိုကောင်းမွန်တဲ့တိုက်စစ်အစုအဖွဲ့တွေပိုင်ဆိုင်ထားရတယ်။ Chelsea ဆိုရင်လည်းတိုက်စစ်ပိုင်းရောကွင်းလယ်ပိုင်းရောတကယ်ကိုကောင်းမွန်တဲ့အစုအဖွဲ့တွေရှိတယ်။ Manchester United မှာဆိုရင်လည်းဒီတိုက်စစ်ပိုင်းကဆိုရင်တကယ်ကိုကောင်းတဲ့အစုအဖွဲ့ပိုင်ဆိုင်ထားတယ်။ဒါကြောင့်မို့ ကျွန်တော်ကတော့လက်ရှိတိုက်တဲ့ race ကဟိုအဲ့သုံးသင်းဆိုတဲ့ Chelsea နဲ့ Manchester United တို့လည်းတိုက်တဲ့ race ကထွက်မသွားသေးဘူးလို့ကျွန်တော်ကတော့သုံးသပ်မိပါတယ်။ဗီဒီယိုလေးကိုဆုံးနေကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။